Stanford တန်းချင်မှာကစားနေတဲ့ Junior Fighters ကိုအမဲဖြတ်မဲ့ Brony က GBI 1မှာ Myanmar Fighter တွေကရှုံးဝဲတွေဆက်နေကြကြတော့မြင်တွေ့ထားခဲ့ရပြီးပြီးခဲ့တဲ့တစ်ပတ်ကရှင်မြန်ကစားခဲ့တဲ့ Minute Fighter စိန်လုံးချော့ကလည်းပွဲချိန်အတွင်းမှာအမှတ်အဆင့်ရေးတွဲခံခဲ့ရပြီးဒိုင်းအဆုံးဖြတ်နေတူအရှုံးပေးသွားခဲ့ရပါတယ်။ Myanmar Fighter တွေကတစ်ဖြစ်ဖြစ်နဲ့ဝမ်ပြိုင်ဝဲတွေမှာနိုင်ဝဲတွေပြောက်လာခဲ့တာကိုမြင်တွေ့လာခဲ့ရတာဖြစ်ပြီးနည်းနည်းလေးအဆင့်ရှိတဲ့ fighter တွေနဲ့ရှင်ပြိုင်ရတဲ့ပွဲစဉ်တွေမှာမြန်မာ fighter တွေနဲ့ low end ချက်တွေအားနည်းချက်တွေရှိနေကြတာကိုမြင်တွေ့နေကြရတာဖြစ်ပါတယ် ဝမ်ပြိုင်ပွဲဟာတကယ်တော့မျက်နှာလိုက်မှုဗက်လိုက်မှုတွေရှိနေခဲ့တဲ့ပြိုင်ပွဲတစ်ပွဲဖြစ်တယ်ဆိုတာကိုတော့အားလုံးလည်းသတိထားမိခဲ့ကြပါဖြစ်သလိုပြောစရာဖြစ်စေခဲ့တဲ့လိုအပ်ချက်တွေအမှားတွေအများကြီးကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့ဒါအတွက်ကြောင့်လည်းမြန်မာဖိုက်တာတွေဟာရှုံးပွဲတချို့နဲ့ရင်ဆိုင်ထားခဲ့ရတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီး ။ဘာကြောင့်အခုလိုပြောရတာလဲဆိုရင်တချို့သောပွဲစဉ်တွေမှာဗန်းမများတဲ့ပြိုင်ဘက်တွေကိုပွဲတည်ပြီးတာသူတို့ဖိုင်တာတွေနဲ့ရှင်ပြိုင်ရတဲ့အခါတွေမှာဆိုရင်ဗန်းလိုက်မှုတွေနဲ့အတူမမျှတာတဲ့ဆုံးဖြတ်ချက်တွေကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်။တကယ်လည်းမြန်မာဖိုက်တာတွေမှမဟုတ်ပါဘူးထိုင်းဖိုက်တာနဲ့တခြားနိုင်ငံခြားသားဖိုက်တာတွေနဲ့ရင်ဆိုင်ရတဲ့အခါမျိုးတွေမှာဆိုရင်လေထိုင်းတွေကသူတို့ဖိုက်တာတွေကိုပို့ပြီးတော့မျက်နှာလိုက်ခဲကြတာကိုမြင်တွေ့ထားခဲ့ရပါဒီတော့ထိုင်းဖိုက်တာတွေနဲ့တွေ့တဲ့အခါမြန်မာဖိုက်တာတွေအနေနဲ့သူတို့ဖိုက်တာတွေကိုအလဲထိုးနိုင်ရင်ထိုးမထိုးနိုင်ရင်အမှတ်စင်ရေးတွက်ခံအောင်ထိုးနိုင်ဖို့တော့လိုအပ်တယ်လို့ဆိုလိုက်ချင်ပြီအဲ့လိုမှမဟုတ်ရင်တော့ဒါရင်အဆုံးဖြတ်ကိုရောက်တာနဲ့အမှတ်နဲ့အရှုံးပေးသွားရ ဖို့ဆိုတာတရားခိုင်နှုန်းတင်ကြားနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဒီတစ်ပတ်မှာရှင်မြိုင်ထိုးသက်ရမယ့် Bronica အနေနဲ့သူနဲ့ရင်ဆိုင်ရမယ့်အမျိုးသမီး Time Fighter မလေးကိုအမဲဖြတ်တယ်လို့အလဲထိုးနဲ့ထိုးပြသွားနိုင်ဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်။ခါတာက Bronica နဲ့ရှင်မြိုင်ရမယ့် Fighter မလေးဟာဝမ်းမှာရှုံးဝဲတစ်ဝဲမှမရှိသေးဘဲခုနှစ်ပွဲဆက်နိုင်ပွဲရထားတဲ့ Fighter မလေးဖြစ်ပါတယ်။ Bronica နဲ့ရှင်မြိုင်ထိုးသက်မဲ့ပြိုင်ပွဲက19နှစ်သမီးလေး Junior Fighters ပါ။ Junior Fighters ဆိုတဲ့နာမည်ကိုကြားတဲ့အခါ One Championship ပြိုင်ပွဲမှာအမျိုးသမီး Fighter တွေတဲက ထိတ်တန့်အမျိုးသမီးဖိုက်တာတယောက်ဖြစ်တဲ့စတန်ဖန်တန်ရဲ့ညီမတွေလားဒါမှမဟုတ်ဆွေမျိုးတော်တာလားဆိုတဲ့အတွေ့အကြုံတွေလည်းဝင်မိခဲ့ပါသေးတယ်။ဘယ်လိုမျိုးတော်ဆက်လဲဆိုပြီးလေ့လာကြည့်တဲ့အခါမှာတော့ဘာဆွေမျိုးမှမတော်ဘဲဂျင်းတခုထဲမှာလေ့ကျင့်နေတဲ့ဖိုက်တာတွေဖြစ်တယ်လို့သိရပါတယ်။ဂျူနီယာဖဲတန်ဟာစတန်ဖန်တန်ရဲ့ညီမတွေလားထင်ရလာအောင်မျက်နှာပေါက်ချင်းလဲတူတယ်လို့ကိုလုံးကိုပေါက်ချင်းကလည်းလူကောင်သေးတာနဲ့ကြီးတာလောက်ပဲကြွားနေခဲ့တာဖြစ်ပါတယ်။ ခနာကိုဖွယ်စည်းပုံချင်းတူတယ်လို့ပြောကြင်တာဖြစ်ပြီးကလပ်တစ်ခုထဲမှာအတူတူလေးကျင့်နေခဲ့ကြတာဖြစ်တဲ့အတွက်စီနီယာဖြစ်တဲ့စတန်ဖတ်တဲရဲ့နာမည်ကိုယူပြီးဂျူနီယာဖဲတဲဆိုတဲ့နာမည်ကိုအသုံးပြုထားတဲ့သဘောမှာရှိတယ်လို့ပဲဆိုကြပါတယ်။စကောနေသမီးဖိုင်တာမာလေးဟာဝမ်းမှာ9ဝဲထိုးပြီး9ဝဲစလုံးကိုနိုင်ဝဲရောက်ထားခဲ့တယ်လို့ရှုံးဝဲမရှိအောင်စွမ်းဆောင်ပြထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့တခုရှိတာကသူမအနိုင်ယူထားတဲ့ပွဲစဉ်ခုနှစ်ပွဲကလည်းတပွဲသာလည်းထိုးနဲ့အနိုင်ယူထားခဲ့တာဖြစ်ပြီး6ပွဲစလုံးကဒိုင်ဆုံဖြတ်တင်နဲ့အနိုင်ယူထားခဲ့တာပါ။နောက်ပြီးပြိုင်မဲ့ဖိုင်တာတွေကလည်းနံပါတ်1ဖိုင်တာတွေမဟုတ်ပဲဝမ်းမှာတပွဲစနှစ်ပွဲစလာရောက်ရှင်မြိုင်ထိုးတဲ့ပြီးပြောင်းသွားတက်ကြတဲ့ဖိုင်တာမျိုးတွေနဲ့ပွဲတင်ပေးထားခဲ့တာကိုမြင်တွေ့ထားခဲ့ရပါ။ဒါကြောင့်လည်းခုနှစ်ပွဲဆက်အနိုင်ယူထားတဲ့ဆိုပေမဲ့ဝမ်းဘက်ကစာချုပ်ကလန်ဒါမျိုးတွေပြုလုပ်ထားခြင်းမရှိဘဲအခုတကဘရော်နီကာနဲ့ဆောင်းဝင်းဝဲစစ်တဲ့အနေနဲ့ပွဲတင်ပေးခဲ့တာဖြစ်ပါတယ်။ဂျူနီယာဖဲတန်ဟာအရက်9ပြီတလမသာရှိပြီး ဗရိုနီကာကလက်ငါးလုံးလောက်အသာရနေခဲ့တာဖြစ်တယ်လို့ခန္ဓာကိုယ်ဖွယ်စည်းတိစောက်ပုံချင်းမှလည်းဒေါက်တာလေးကွာဟနေခဲ့တာဖြစ်တဲ့အတွက်ဂျူနီယာဖဲတဲ့နိုင်ဝဲဆက်နေမှုတွေကရပ်တန့်သွားဖို့များနေခဲ့တာပါ။သူမကလည်းဝမ်းမခွနဲ့ပွဲဆက်တိုင်းနိုင်ဝဲရထားတယ်လို့ဗရိုနီကာဆိုတာကလည်း Time Promotion ပွဲတွေမှာချန်ပီယံခပ်ဘက်ကိုပါရယူထားခဲ့မှုတဲ့ Fighter တယောက်ဖြစ်တာကြောင့်စာချုပ်လိုချင်တဲ့ဂျူနီယာဖဲတဲ့နိုင်ဝဲစာလောင်နေတဲ့ဗရိုနီကာတို့နှစ်ယောက်ရဲ့ပွဲစဉ်ကိုဒူးကောင်တွင်ဆိုင်ဖြင့်ထည့်သွင်းထားခဲ့တာလည်းဖြစ်ပါတယ်။